ကဲမင်္ဂလာပါဗျာ welcome နိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တည်င်းထူးတွေအများကြီးရှိပါတယ်ဗျအဲ့တော့ပထမအောင်ဆုံးပြောမယ့်တည်င်းကဘာလဲဆိုရင်ကျွန်တော်တို့တမ်နီဆိုဂျီရဲ့တည်င်းပါအဲ့တော့အားလုံးသိတဲ့အတိုင်းပဲတမ်နီဆိုဂျီကလာမယ့် August လမှာဒီ American Denver မြို့မှာပွဲထိုးဖို့ရှိတာပေါ့နော်အဲ့တော့ one championship ကလည်းတရားဝင်ပွဲသေးပြီးတော့ပါဘီဒါပေမဲ့အခုအပြောင်းအလဲထပ်ဖြစ်လာပါတယ် အဲ့ဒါပါလေဆိုရင်ခေါင်ပွင့်နေရာမှာကျင်ညာထားတဲ့ Stanford test နဲ့ Dennis Zambonga ရဲ့ပွဲစဉ်မှာအဲ့တော့ဒီပွဲကအလုံးတည်တဲ့အတိုင်းပဲအထံဝိတ်တန်းရဲ့ MMA Champion ကပတ်လူပွဲဖြစ်ပါတယ်။မနစ်တုံးကလည်းတကြိမ်ပွဲသေးပြီးသွားပြီ။ဒါပေမဲ့ဒီ Stanford test ကဒူးတန်ရာရရှိသွားလို့ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရတယ်။အဲ့ဒါကြောင့်အဲ့ဒီပွဲပြတ်ခဲ့ရတာဖြစ်ပါတယ်။အခုဒီတကြိမ်လည်းဒုတိယအကြိမ်ပွဲထပ်ပြတ်ပြန်ပါပြီ။အရင်အတိုင်းပါပဲ။ Stanford တက်ဆာသူရဲ့အတန်ရာကောင်းကောင်းပျောက်ကင်းခြင်းမရှိသေးပဲနဲ့ training နဲ့ဆင်းနေအဲ့တော့အခုနောက်တစ်ချိန်တန်ရာထက်ရသွားတာဖြစ်ပါတယ်အဲ့တော့ဒီချိန်ကတော့ဥက္ကဋ္ဌကြီးလည်းကဲလို့မရတော့လက်ရှိအထံဝိတ်တန်း MMA champion ပေါ့နော်သူရဲ့ကပတ်ကိုဒီ Philippine fighter ကိုပေးလိုက်ပြီဖြစ်ပါတယ်အဲ့တော့လက်ရှိ Stanford က champion မဟုတ်တော့ပါဘူးကျွန်တော်ကတော့သဘောကျပါတယ်အခုလိုဆုံးဖြတ်တာပေါ့နော်ဖြစ်တင်တာကတော့အရင်တစ်ခေါက်ကလေးကနေကပတ်ကိုလွှဲပေးရမယ့် အခြေအနေပေါ့တကယ်လို့သူပွဲမထိုးနိုင်လို့ဆိုရင်ရတယ်တမတခြား fighter တွေကိုကပတ်လူခွင့်ပေးတာတော့ဘာလို့အဲ့လိုမျိုးလုံးလို့ရတယ်ဗျာဒါပေမဲ့ဥထအကြီးလည်းသူ့ကိုခွင့်ရပေးတာတယ်ပြောမှဆိုရင်မွေထိုင်းမွေစားသားတပည့်တွေပေါ့ဗျာအဲ့တော့ဥထအကြီးချက်တွေကလည်းသူတို့ဘက်ကိုနှိပ်ပြီးတော့ဆုံးဖြတ်ပေးတဲ့အခြေအနေမှာရှိခဲ့ပါတယ်အဲ့တော့ဒီပြိုင်ပွဲကအောက်ဂတ်လမှာကျင်းပဖို့ပွဲတည်ပေးထားတယ်လက်မှတ်တွေလည်းအကုန်လုံးရောင်းပြီးသွားပြီ ဒါပေမဲ့ဒီကောင်ပွဲတပွဲကြောင့်ပဲပွဲဖြတ်လိုက်ရတာဖြစ်ပါတယ်။နောက်နှစ်2026ဂျွန်လကိုရွှေ့လိုက်တယ်ဆိုပြီးတော့ဥဒရာကြီးကတော့တရားဝင်ကြေညာလိုက်တယ်မင်းညပါတော့။ပြောမယ်ဆိုရင်အဲ့ဒါလိုတော့မဖြစ်တဲ့ဘူးဗျ။သမလား။ကောင်ပွဲဆိုပေမဲ့ဒီအထံဝိတ်တန်းအမျိုးသမီးတွေရဲ့ပွဲစဉ်ဗျ။တခြားပွဲစဉ်ကောင်းတဲ့အများကြီးရှိပါသေးတယ်။တကယ်လို့ပွဲတာဆက်လုပ်မယ်ဆိုရင်အနတိုလီမာလခင်နဲ့ရူရူရဲ့ပွဲလဲကောင်ပွဲအဖြစ်ကြေညာလို့ရတာပဲ။ အစားထိုးလို့ရတာပဲပြီးရင်ဂျော်နတန်ဟက်ကာတီနဲ့ရော့ထန်နဲ့ပွဲလည်းရှိပါသေးတယ်အဲပွဲတွေလည်းခေါင်းပွဲအဖြစ်တက်မှတ်ပေးလို့ရတာပဲတော်မလားဒါပေမဲ့အခု Stanford Test ရဲ့အခြေအနေအကြောင်းဆိုပြီးတော့သူကပွဲဖြတ်လိုက်တယ်အဲ့ဒါတော့လုံးဝအဆင်မပြေဘူးအမှန်မနစ်တော့လည်း American Predator တွေတစ်ချိန်လှုပ်ပြီးတော့ရဲ့အဲပုံစံမျိုးပဲပွဲဖြတ်လိုက်တယ်ပြီးတော့အတင်းနဲ့အတွင်းပြန်ကျင်းပပေးမယ်ဆိုပြီးတော့တော့ပါအဲဒီနှစ်လည်းပွဲပြန်ဖြတ်လိုက်ပြီအဲ့တော့အခုနောက်2026နောက်နှစ်ထဲပြန်ဖြတ်သွားပြန်ပြီအဲ့တော့ ပြစ်ဒတ်တွေကတော့ဒီအတိုင်းပဲကျေနပ်မှုတော့လုံးဝရှိမှာမဟုတ်ဘူးပြီးတော့သူတို့ဘက်ကပြန်ကြေညာတာကဘာလဲဆိုရင်လက်မဝယ်ထားတဲ့ပြစ်ဒတ်တွေကိုဝမ်းချမ်းရှိဘက်ကနေပတ်စံပြန်အမ်းမယ်ပြီးတော့တကယ်လို့ပတ်စံမယူခြင်းမို့ဆိုရင်လည်းလက်မကိုတိန်းထားပါတော့နောက်နှစ်2026ဂျွန်လကြမှာအဲ့ဒီလက်မကိုပြန်ပြီးတော့တုံးလို့ရတယ်ဆိုတော့ပုံစံမျိုးကြေညာထားတာဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုပဲဖြစ်ဖြစ်ဗျာတမလားကျွန်တော်တော့အလုံးဝအကျဉ်းမှုမရှိပါဘူး ဲ့တော့ကျွန်တော်တို့မြန်မာပြည်တက်တွေအတဲကတော့တမ်မနီဆိုးကြီးပေါ့တမ်မနီဆိုးကြီးရဲ့ပွဲကအဲ့ဒီမှာလင်ဟာရီဆန်နဲ့အပွဲတည်ပေးထားတာဖြစ်တယ်ဒါမဲ့အခုဒီတင်းထွက်လာတော့တမ်မနီဆိုးကြီးလည်းအမေရိကန်သွားရဖို့အဆင်မပြေတော့ပါအဲ့တော့ဘန်ကောက်မှာထိုးရမလားမဟုတ်ရင်နောက်နှစ်မှာပဲပွဲထိုးရမလားဆိုတော့အမြန်ဆုံးကြေညာစေချင်တယ်ကျွန်တော်တို့မြန်မာပြည်တက်တွေလည်းစောင့်မြုံနေပဲလို့ကျွန်တော်ထင်တယ်။ဒီပွဲအသက်ဆိုပြီးတော့တမ်မနီဆိုကြီးကအရင်ပဲကြိုးစားထားတာပေါ့နော်။ဒီ legend ခန်းနေပုံမှန်ဆင်းနေတာဖြစ်ပါတယ်။ အကောင်းဆုံးတော့ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲတော့အမေရိကန်မှာမထိုးရရင်လည်းဒီဘန်ကောက်မှာပေါ့နော်။ဘန်ကောက်မှာပွဲရနိုင်ပါတယ်။ပြီးတော့ထိုးကြေးလည်းပိုပေးလောက်ပါတယ်နော်။အဲ့ဒါတော့စိတ်မကောင်းစရာဗျာ။ကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်ပြီးတော့တမ်နီဆိုးကြီးအတွက်ပါစိတ်မကောင်းတဲ့တင်းပေါ့နော်။အမေရိကန်မှာပွဲထိုးရဖို့အတွက်တမ်နီဆိုးကြီးလည်းအရင်ကအားခေထားတာဖြစ်ပါတယ်။တခါတလေတော့ဝမ်ချန်ရှိရဲ့အဲ့လိုမျိုး ဆုံးဖြတ်ချက်တွေကတော့တော့မမိုက်ဘူးဗျာပြောမှဆိုရင်နော်အဲ့လိုမျိုးပုံစံနေတာအရင်ကြီးတော့ပြောလို့မရပါဘူးโอเคဟုတ်ပြီအဲ့ဆိုရင်အဲ့ဒါတော့ damage ဆိုကြီးရဲ့အကြောင်းပေါ့အဲ့တော့ဒီညတော့ကျွန်တော်တို့ဟိုဟာမြန်မာ fighter စိန်လုံးချောရဲ့ပွဲကြည့်ရမှာဖြစ်ပါတယ်ဒီမနေ့မှာတော့ဒီ breakfast စားနေတဲ့ပုံတော့တွေ့ရပါတယ်နော်ငပိတော့မပါတော့ပါဘူးဘာဆိုရင် तू ကရောက်ရောက်ချင်းဘန်ကောက်ရောက်ရောက်ချင်းကိုဒီ hotel ကိုတစ်ခါလေးတန်းသွားရတယ်ပြီးတော့နောက်နေ့မှာပဲ ဒီပွဲကြုံပေါ့နော်ဆေးစစ်တာတွေကျန်းမာရေးစစ်တာတွေပါရလောက်တယ်ပြီးတော့နောက်နေ့ weight chain နဲ့ hydration test စစ်တယ်ပြီးတော့မနေ့ကတော့ face off တည်ရင်ဝင်လောက်တယ်ဒီနေ့တော့ပွဲထိုးရတော့မှာဖြစ်ပါတယ်အဲ့တော့ငပိစားမဲ့ချိန်မရလိုက်တော့ဆရာဖြိုးရင်ငပိကိုဒီစိန်လုံးချောတော့မစားလိုက်ရဘူးပေါ့နော်ပွဲပြီးမှပဲစားရမှာတဲ့ပါတယ်။ဟုတ်ကဲ့ဒီညတော့အတူတကွာအားပေးလိုက်ကြအောင်နော် နောက်ထပ်ထူးခြားတဲ့တင်တဲ့ဘုတ်ကပါလဲဆိုရင်လက်ရှိဝက်တာဝိတ်တန်းရဲ့ submission and grappling champion ကြီးတိုက်တော်တလိုရဲ့ပွဲစဉ်မှာတိုက်တော်တလိုကဒီတစ်ပတ်သူ့ရဲ့ပွဲကစားဖို့ရှိတယ် champion ကပတ်ကာကွယ်ပွဲပေါ့နော်ဒီပွဲကစားဖို့ရှိတယ်အဲ့တော့သူ့ရဲ့ interview မှာဘာဖြေတော့လဲဆိုရင်ဒီနေ့အတွင်းမှာတိုက်တော်တလိုက MMA ပွဲကစားမယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ် sorry ပါဗျာအပြင်မှာလည်းအတန်တွေအရင်ထွက်နေတယ်မလည်းတော့မသိဘူး အဲ့တော့ဒီနေ့အတွင်းမှာ Tyro Dolo က live weight တန်းမှာကစားမယ်ဆိုပြီးတော့ Predator တွေကိုချပြထားပြီးပြီးတော့သူ့ရဲ့ပြိုင်ဘက်ကလည်းဒီ Adrian Lee ပေါ့နော် Christian Lee ရဲ့အငယ်အငယ်ဆုံး Adrian Lee နဲ့ကစားချင်တယ်ဆိုပြီးတော့ကလကနောက်ကွယ်မှာလည်းညှိနှိုင်းမှုတွေလှုပ်ဆောင်နေပြီဆိုပြီးတော့ချပြလာတာဖြစ်ပါတယ်ဟာအဲ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် Tyro Dolo က MMA ပွဲစဉ်တစ်ခါမှမထိုးရသေးဘူးသူကတော့ grappling ပွဲပဲကစားတယ်အဲ့မှာခဏပွဲစတိုက်နိုင်ထားတယ် ပြီးတော့ကျွန်တော်အားလုံးမှတ်မိတဲ့ပွဲစဉ်ကတော့ Renian Director နဲ့ကစားသွားတဲ့ပွဲပေါ့နော်သူ့ဘက်ကပဲအသာစီကစားပြီးတော့အနိုင်ရရှိခဲ့တာဖြစ်ပါတယ် MMA ပွဲစဉ်ကစားထားတာ Kilo Tolo ပါ Kilo Tolo ကတော့တကယ်လည်းကောင်းတယ် MMA ပွဲစဉ်လည်း၃ပွဲထိအနိုင်ယူပြီးတော့ဖြစ်ပါတယ်အဲ့တော့ Tyro Tolo လည်းအားကြောင့်မခံပါဘူးနော်အဲဒီ Kilo Tolo အတိုင်းပဲသူလည်းဒီနှစ်အတွင်းမှာ MMA ပွဲစဉ်စတင်ကစားတော့မယ်ဆိုပြီးတော့ကြေညာလိုက်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ ထိုင်ရိုထိုလိုကိုရှင်နိုင်စွမ်းရှိမလားဆိုတဲ့မေးခွန်းပေါ့နော်။အားလုံးကလည်းအေဒရန်လီယာအသက်19နှစ်ပဲရှိသေးတယ်ပြီးတော့မှကမ္ဘာအဆင့် BJJ တမောင်းတော့ရှင်တို့အဆင်မပြေတော့ဘူးဆိုပြီးတော့နော်။တချို့ကတော့အဲ့လိုမျိုးထင်မှတ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာအဆင့်မဟုတ်သေးပေမဲ့အေဒရန်လီယာဒီကြောင်းမှာပေါ့နော်အထက်တန်းကြောင်းတွေမှာသူကနပန်းကစားတာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်တိုင်းမှာလည်းသူအနိုင်ရတယ်ပြီးတော့ချန်ပီယံလည်းဖြစ်မှုပါတယ်။ အဲ့တော့သူ့မှာ level တစ်ခုတော့ရှိတယ်။ဘာလို့ဆိုရင် MMA ပွဲလေတစ်ချက်ကြည့်လိုက်ပါ။သူအနိုင်ယူထားတာဟာအကုန်လုံးကိုသူကဒီ submission နဲ့ပဲအဆုံးသတ်ထားတာဖြစ်ပါတယ်။ပြီးတော့ bonus လည်းရရှိထားတာဖြစ်ပါတယ်။ bonus ရတာလည်းများနေတယ်မလား။၃ချိန်တော့ရပြီးသွားတယ်။အဲ့တော့ title တူပုံနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ့်အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီပွဲတော့တကယ်ကိုကောင်းမဲ့ပွဲစဉ်မှာဒီနေ့အတွင်းပွဲဖြစ်မယ်လို့သူ့ဘက်ကတော့ပြောထားတာဖြစ်ပါတယ်။အဲ့တော့ one championship ဘက်ကနေတည်ဝင်ချိန်ရလာမယ့်အချိန်ကိုကျွန်တော်တို့တစ်ချက်စောင့်မျှော်လိုက်ကြအောင်ဗျာ။ ်ဟုတ်ပြီနောက်ဆုံးတင်တဲ့ပုံပေါ့နော်အဲ့ဒါအပါလေးဆိုရင်အခုလာမယ့်စနေနေ့မနက်မှာကစားမယ့်ဝေတာဝိတ်တန်ရဲ့ပွဲစဉ်ပေါ့နော်ဒီချန်ပီယံဟောင်းချင်းကတက်စတမ်ကဝိတ်ကျော်လို့ပွဲပြတ်သွားပြီဖြစ်ပါတယ်တကယ်ကိုစိတ်မကောင်းဘူးဗျာတမလားသူ့ရဲ့ပွဲကတကယ်ကိုကြီးကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းစောင့်မျှော်နေတာပေါ့နော်အဲ့တော့သူဝိတ်ချိန်တဲ့အချိန်မှာကပေါင်20တောင်ကျော်နေပါတယ်ရဲ့တက်ကတော့ hydration test ကတော့အောင်လဲဆိုပေမဲ့ပေါင်း20တောင်ကျော်နေတော့ဗောနော်အဲ့တော့ ဝိတ်ပြန်ချရဖို့ဆိုရင်ရေထက်ကပြန်ပြီးတော့အဆင်မပြေဖြစ်သွားတယ်။အဲ့တော့ cash rate တန်းမှာတို့ထိုးတက်ဖို့ဆွေးနွေးခဲ့ပေမဲ့အဆင်မပြေဖြစ်သွားပါတယ်။အဲ့တော့စိတ်မကောင်းအောင်ပြဥပလာမဲ့စနေနေ့မနက်မှာကြည်ရမယ်ပွဲစဉ်ထဲမှာပွဲစဉ်ကောင်းတပွဲတော့ကျွန်တော်တို့ဆွန့်လွတ်လိုက်ရပြီဖြစ်ပါတယ်။အာပွဲမကစားရလဲကြာပြီပေါ့နော်အဓိကတော့သူ့ဘက်ကတော့ကစားချင်တယ်ဒါပေမဲ့ဒီစာချုပ်ကိစ္စ ဆွေးနွေးနေတယ်ဆိုပြီးတော့လေအဲ့ဒီအတော်အတွင်းမှာတော်တော်လေးကြာသွားတယ်ဗျာနှစ်နှစ်လောက်ကြာသွားတယ်အဲ့တော့ one championship ကလည်းအဲ့လိုမျိုးပေါ့နော်အရန်ကြီးအချိန်ဆွဲတာတွေပါရယ်လှုပ်ဆောင်လည်းရှိတယ်အဲ့ဒါတကယ်ကိုမကောင်းပါဘူး fighter ရဲ့အတွက်လည်းတော်တော်လေးနှစ်နာပါတယ်အဲ့တော့ကျွန်တော်ကို online ဆန်တဲ့အတိုင်းပဲဗျာဒါမှစာချုပ်ကိစ္စနှိမ့်နိုင်နေရတဲ့အချိန်ကြာကြီးဖြစ်သွားတယ်အဲ့တော့ကို online လည်းအခုကပွဲထိုးတော့အဆင်မပြေတော့တဲ့အခြေအနေတွေရောက်သွားတယ်ဗျာတကယ်ကိုမမိုက်ပါဘူးအဲ့တော့ โอเคအဲ့တော့ဒီနေ့အတလောက်ပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်